ထိုင်ပုံလေးပါနီးစနစ်ပေးထားတယ်နော်ထိုင်ပုံလေးနီးစနစ်ပေးထားတာကပလင်ကအဘုဇိတ်တော်ဥဇုံကံယပဏိထာယဆိုပြီးဒီထိုင်ပုံကိုနီးစနစ်ပေးထားတယ်နော်အဲဒါထိုင်တဲ့အချိန်ခါမှာဒီမလင်ကိုထိုင်ရမယ်အထက်ပိုင်းခန္ဓာကိုယ်ကိုလည်းခပ်ဖြောင်းဖြောင်းထိုင်ရမယ်ဆိုပြီးဒီစနစ်ပေးထားတယ်နော်အဲဒါပေးတဲ့ခါမှာထိုင်ရမယ်နေရာကတော့ဘယ်နှက သုံးမျိုးမြတ်စွာဘုရားတတ်မှတ်ပြီးကဲအဲ့ဒီလိုကပ်ပြီးတော့ထိုင်လိုက်တဲ့အချိန်ခါမှာမိမိနဲ့တင့်တော်တဲ့တဏှာတော့ရပြီရလို့ထိုင်ပြီဆိုလို့ရှိရင်တော့အထက်ပိုင်းကိုကိုခတ်ဖြောင်းဖြောင်းထားရမယ်အောက်ပိုင်းကိုကခွေထားရမယ်တင်မလင်းခွေထားရမယ်ဘာဖြစ်လို့ဒီအထက်ပိုင်းကိုကိုဖြောင်းဖြောင်းထားရသလဲဆိုတာနဲ့ပတ်သက်ပြီးတော့အထက်ကရဆရာတော်ကဖွင့်ထားတယ်နော်ဥဇုံကံယပဏိဒါယတိဥပရိမသရီတံဥဇုကံထပိတဝါ အထာရတပိဋိကံကေကောတိယကောတင်ပฏิပါတိတဝါအထာရတပိဋိကံကဒီမှာအယိုးလေးတွေအစစ်ကလေးကိုရေတွက်ကြည့်ရင်တော့16ခုရှိတယ်လို့အထက်ကကတော့သတ်မှတ်ပြီးနော်အဲ့ဒီ16ခုသောအယိုးတွေပေါ်ဒီခါခါနဲ့ပြောမှာနော်တစ်ခုနဲ့တစ်ခုကအောက်ကအယိုးကငရုတ်ဆုံးဖြစ်ခဲ့ရင်အပေါ်ကအယိုးကငရုတ်ကျုပ်ွေသဘောနဲ့ဆင်ခဲ့ဆင်ခဲ့တည်နေကြတယ်အဲ့ဒီတည်နေတဲ့အယိုးအစစ်ကလေးတွေကဘယ်တော့ရှိလဲလို့မေးရင်16ခုရှိတယ် 16ခုရှိတဲ့အချိန်ခါကျတော့အယုတ်တစ်ခုရဲ့အစွန်းနဲ့အယုတ်တစ်ခုရဲ့အစွန်းကိုတဲ့တယ်လေးကြအောင်ဖြောင်းမြောင်းလေးထိုင်ထားရတယ်။ဖြောင်းမြောင်းမထိုင်မဲနဲ့ခွေလိုက်မယ်ဆိုရင်အယုတ်ရဲ့အောက်ကမြို့ဆုံနဲ့တူတဲ့အယုတ်ရဲ့ခွေထဲမှာအပေါ်ကမြို့ကျူးဝင်နဲ့တူတဲ့အယုတ်ကတဲ့တယ်မကြတဲ့အတွက်အယုတ်ချင်းသွားပြီးပုတ်နေရင်ဘာဖြစ်လဲ။နာကျင်တဲ့ဝေဒနာတွေပေါ်လာမယ်နော်။အကယ်၍ ေဝင်ကြီးနိတိတ္တသမ္မာမန္တနာရုဏိနပဏမန္တိဖြောင်းဖြောင်းထားမယ်ဆိုလို့ရှိရင် အရေးတွေအသားတွေအကျောတွေကအဲ့ဒီအယိုးထဲမှာဝင်ပြီးညက်ပြီးကပ်ပြီးမနေဘူးတိတ်မညွတ်တော့နော်အထာတယတေတံပဏ္ဏမနာပြေစီယခနေခနေဝေရဏဥပ္ပေစီယံဒါနာဥပ္ပေစံတိအကြိခွေပြီးထိုင်မဲ့ညွတ်ပြီးထိုင်မဲ့ဆိုလို့ရှိရင်တော့ခွေချင်းညွတ်ချင်းတိဟုသောအကြောင်းကြောင့် အယိုးတွေကအယိုးချင်းကျိတ်မယ်သို့မဟုတ်အယိုးနှစ်ခုကြားမှာအသားကဝင်ညက်ပြီးတော့ဖြိတ်ခံရမယ်အကြောတွေကဝင်ပြီးညက်ပြီးအဖြိတ်ခံမယ်ဆိုရင်ဘာဖြစ်မလဲခနေခနေဝေဒနာဥပ္ပေသိအောင်ခဏနဲ့ခဏတိုင်းမှာဆင်းရဲတဲ့ဒုက္ခဝေဒနာတွေပေါ်လာမယ်ဒါကြောင့်ဖြောင်းမြောင်းထိုင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါနာဥပ္ပေဇန္တိအဲ့ဒီဝေဒနာတွေမပေါ်တော့ဘူးဒါကြောင့်ခပ်ဖြောင်းမြောင်းလေးထိုင်မှာဆိုပြီးမြတ်စွာဘုရားနိဗ္ဗာန်နော်ဒါဖြင့်ဒီဝေဒနာတွေမပေါ်တဲ့အတွက်ဘာဖြစ်မလဲ သာသူအနုပိသမာနသူစိတ်တဧကကဟောတိကမ္မထာနာနပရိပရတိဥဒယံဖတ်တင်ကိသတိအဲ့ဒီဝေဒနာဆင်းရဲတဲ့ဒုက္ခဝေဒနာတွေမပေါ်လာခဲ့ဘူးဆိုလို့ချင်းစိတ်တဧကကဟောတိစိတ်တည်ကြည်သွားမယ်ကမ္မထာနာနပရိပရတိကမ္မထာနဲ့လျှော့ပြီးကြမသွားတော့ဘူးဥဒယံဖတ်တင်ကိဥပကိသတိမဉ္ဇဏ်ဖုန်ညာနိဗ္ဗာန်ယတိတေအောင်ကမ္မထာနဲ့တွတ်တဲ့စီကကြည်ဝါခြင်းတော့ရောက်ရှိသွားနိုင်တယ်လို့ဒီလိုဖွင့်ထားတယ်နော် ဒါကြောင့်ဥစဉ်တို့ထိုင်ပြီဆိုလို့ရှိရင်တော့ဒီအာနာပါနအထုတ်တဲ့ပုဂ္ဂိုလ်ဒီဘာလို့ရမလဲခတ်ဆန်းဆန်းထားပြီးခင်အာနာပါနကမ္မထာနေလားဆိုတော့မဟုတ်ပါဘူးကမ္မထာအလုံးမှာဒီပုံစံအတိုင်းပဲလိုက်နိုင်ရပါတယ်နော်ကိုယ်ကိုယ်ခန့်ဖြောင်းဖြောင်းလေးထားခြင်းဒီကြာရှိထိုင်ထိုင်နေတဲ့အစွမ်းအားရှိ